အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Happy Arcan မြန်မာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေပြည်တော်ရဲ့ပြည်စီဆွန်ဆုံးမှုတွေကိုဘယ်လိုသိရှိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီကနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်နေပြည်တော်ရဲ့ပြည်စီဆွန်ဆုံးမှုတွေကိုသိနိုင်ဖို့ကနှစ်နေပဲရှိပါတယ်တခုကအာကာသတပ်ပုံတွေကနေတဆင်ပါဒုတိယတခုကတော့စစ်ကောင်စီနဲ့သူတို့ရဲ့လော်ဘီတွေကနေတဆင်ပါ ဆိုလို့စင်မှာတော့စစ်ကောင်စီလုံပြီးတွေကနေပြည်တော်ကဌာနဆိုင်ရာအဆောက်အအုံ2000ကျော်နဲ့ဝန်ထမ်းအင်အား800ကျော်ပြည့်စည်တယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့တည်တင်ထုတ်ပြန်ချက်ကရုပ်ပုံတွေကနေလေတွေ့နိုင်ပါတယ်တစိုက်ကိုတအိတ်လုတ်တဲ့စစ်ကောင်စီကနေပြည်တော်ထိခိုက်မှုကိုအများကြီးလျှော့ပြောမှာပါအဲ့လိုအများကြီးလျှော့ပြောတာတော့မှာ ျက်စီးနေတာတွေကိုမိတ်ကက်ရိပ်ဖုံးထားမရအောင်ဖြစ်နေတာတွေ့နိုင်ပါတယ်စစ်ကောင်ဆောင်တွေကတော့ဟိုတယ်တွေနဲ့ခန်းမကြီးတွေမှာရုံခန်းလိုလုပ်နေပါတယ်အဲ့ဒါတွေကလည်းထိုက်ပိန်အဆင့်လောက်တွေပဲရှိပါတယ်ဝန်ကြီးအဆင့်တွေတောင်ရုံရှိတေးထိုးပြီးရုံအလုပ်လုပ်နေကြရပါတယ်အကုန်မီးစက်နှုတ်ပြီးအလုပ်လုပ်ကြရပါတယ်စစ်ကောင်စီကနှစ်စဉ်ဘတ်ဂျက်မှာကာကွယ်ရေးစရိတ်ကိုအကြီးကြီးတိုးခဲ့ပါတယ်တိုးလွန်းလို့လူတော်အတိမခံပဲဗန္ဒာရင် ငွေရသုံးဥပဒေတောင်းတည်င်းစာတိမထည့်တော့ပါဘူးအခုနှစ်မှာ ပို့သုံးပေလို့ကြွေးကြော်ထားတာမို့ကြံတဲ့ဘန်ဒါတွေအတွေ့ဘတ်ဂျက်ကမဆူစလောက်ပါတဘဝဘေးရှမ်းပုံငွေလေးအကိုကြီးကြီးလေးဝေလိုက်ပြီမို့မရှိတော့တာမို့ငလျင်မှာပြိုသွားတဲ့ရှုံတွေပြန်ဆောင်ဖို့လုံငွေက တလုံးတစ်ခေဖြစ်လာပါတယ်။ဝန်တန်းတွေအရာမပါသေးပဲရှုံတွေချေဆောင်ဖို့တက်တက်တဲ့ဘီလီယံနဲ့ရှိကုန်ပါမယ်။ ဒါကြောင့်စစ်ပိတ်ရှုံးတွေကတိတန့်ဖြစ်ပါလိမ့်မယ်။ကြောင်မြေရတနာပြတိတ်လို့ပြတိတ်တွေလေးတို့ကြပစ္စည်းပါတယ်။အထက်ကရတနာတွေကမောင်ခိုစီထီတောင်ရှော့ကွန်ပြီမို့စက္ကစတယံဇာတဝန်ကြီးကိုတိုင် ပြိုခာနီပြတိတ်အပေါ်တက်ပြီးရတနာတွေဝိုင်းကောက်ရချပါတယ်။တကတော့ အဂျင်စီယာတည်င်းဌာနကတည်င်းထောက်တယောက်ဟာငလျင်လှုပ်နေစဉ်အတွင်းမှတ်တမ်းတင်ထားတဲ့နေပြည်တော်စေယုံချုပ်ကမှတ်တမ်းဖိုင်လေးဖြစ်ပါလေ so The building started moving very heavily, moving from side to side. We were ducking behind the door jams here under the door ledges. Plaster was uh, raining down. Um, if you can see here, a lot of the ceiling panels have come down. Also, concrete from these support columns. uh was falling thankfully everybody ရင်ဖြစ်လေရွေးကောင်းဝေးကျင်းသေးလုံမေဆိုပေမဲ့လွတ်တော်ခမ်းမတွေကတခုမှ မရှိတော့ပါဘူးစတူရပင်သုံးသိန်းချိုပစ္စည်းတွေဆိုမှတော့ရစရာတော့မရှိတော့ပါဘူး but as they were coming out into this hallway uh again အခြားရုံးတွေမှာစပွေးလေးတွေမပြီးထုံနေကြတာလွတ်တော်ကတော့ခမ်းမထိကစပွေးတော်ထုံနေတဲ့အခြေအနေမရှိပါဘူး ကိုကိုကြီးတို့ကတော့လွတ်တော်ကိုအေးထိုးတရတော့မှာပါနေပြည်တော်ကအတိတ်ကရုံတွေပြန်တည်ဆောက်ရေးအတွက်တင်ဘီလီယံရှိ အပေါ်ကုန်ကြပါလိမ့်မယ်စစ်ကောင်စီကစစ်စရေးထေကနေပြန်ထုတ်ပေးဖို့လေစိတ်ကူးမှာမဟုတ်ပါဘူးဆိုတော့စစ်စရေးစစ်စရေးတလုံးတစ်ခေနဲ့ဘုံပတ်ခြင်းနေချိန်မှာ စစ်ကောင်ဆောင်တွေက မြခင်မှာတိတ်ထိုးပြီးရုံထိန်နေမှာဖြစ်ပါတယ်။ဖင်ဟောင်းလောင်ပေါ့ဗျာ။စကတ်စအဖို့ကလည်းနှစ်ခုထေကတစ်ခုရွှေရတာပါ။တရုတ်အစိုးရကရှုံတွေပြန်ဆောင်ပေးရင်ပေးမှာပေါ့။ဒါပေမဲ့တရုတ်တွတ်တော့မှာတော့မြစ်တာပေါ့ခံနေရတာအုပ်အိုးတောင်းနေမှုမာလာမန္တလေးတီဆင်ပြီးတရုတ်ကေစီရေးအဖွဲ့ကိုအားပေးရပါတယ်။စိုးဝင်က ထိုင်အဖွဲကိုကွက်ပြီးနေလီစာနဲ့တောင် တခန္ဒနာအစ်ခံလိုက်ပါသေးတယ်။အဲ့ဒီတော့စိုးဝင်ကတောင်ကူထောင်သွားပါတယ်။တောင်ကူထောင်မှာသမရဥဝင်မြေကိုဖမ်းထားပါတယ်။သမရဥဝင်မြေငလျင်မှာဘေးကဲမှုရှိမရှိစစ်ကောင်စီကမထုတ်ပြန်ပါဘူး။တောင်ကူထောင်ထိခိုက်မှုအကြီးကြီးဖြစ်တဲ့အတွက်ထောင်အဆောင်အသစ်ကိုရှင်းရှင်းတိစောက်နေပါတယ်။ NUG ကအပြည့်ရက်ထုတ်ပြန်လိုက်တာကုလလုံခြုံရေးကောင်စီအထိရှားသွားပြီးမကြိုဆိုလို့မရတော့ကြိုဆိုရပါတယ်။ဒါပေမဲ့လေဗီဒိုပိန်ချင်တရုတ်အစိုးရကစစ်ကောင်စီလေအပြည့်ရက်ထုတ်ပြန်တဲ့ရက်အထိစောင့်ပြီးမှလုံခြုံရေးကောင်စီတင်ညာချက်ကိုခွင့်ပြုဖို့ရှိပါတယ်။ဒါပေမဲ့ကိုယ့်ဘက်ကတကွဲ့ဥသွားလို့လုံခြုံရေးကောင်စီကရှိရှိသမျှအဖွဲ့အားလုံးကိုကြိုးစိုးပါကြောင်းထုတ်ပြန်လိုက်ရ တလို့ဖြစ်သွားပါလိမ့် NUG နဲ့ EAO တို့ရဲ့အပြစ်ရကာလတွေအချိန်စစ်သွားရင်တော့ဘာတွေစစ်ဖြစ်လာမလဲစွန့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့အစကပြောခဲ့သလိုကျွန်တော်တို့ရဲ့နေပြည်တော်အစိုးရရဲ့စစ်ဌာနတွေနေပြည်တော်အစိုးရရဲ့ပရဝန်ကြီးပြည်စီဆုံရှုံမှုတွေကိုသိနိုင်ဖို့ခုနကနှစ်နေပဲရှိတာတကယ်ပါ အခါသတ်တဲ့ပုံတွေကနေတဆင်သိရင်ဒီမသိရင်စစ်ကောင်စီရဲ့သူတို့ရဲ့ lobby တွေကနေတဆင်ပဲသိရမှာဖြစ်ပါတယ်စစ်ကောင်စီကတော့အခုထိနေပြည်တော်ရဲ့ပစ္စည်းဆုံးရှုံးမှုအခြေအနေတွေဘာမှတရားဝင် ထုတ်ဖို့ပြောဆိုခြင်းမရှိသေးပါဘူးဟုတ်ကဲ့ပါခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူ အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အားလုံးဘေကင်းကျန်းမာကြပါစေခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel လေးကိုကျွန်တော်ရဲ့ Video တွေကိုကြည့်နှစ်သက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဝေးရပေးကြပါအောင်ခင်ဗျာ။